ူးနေတယ်အပူတွေဆက်ပြီးတော့ကူးနေမအေးမချင်းရအပူတွေအမျက်စီနေထင်ရတယ်မှန်တာမျက်စီသာမဟုတ်ဘူးပူလည်းကြောက်လည်းပူလည်းကြောက်လည်းပဲနားနေတဲ့ခါကာလတွေလည်းပဲကြာကြီးနားနေတယ်လို့ထင်ရတယ်ဒါပဲများလို့နားလည်းကြောက်လည်းနားလည်းကြောက်လည်းခဏမစဲပြည့်နေတာဒါပဲများလို့သူကအမျိုးလူတွေဆက်ပြီးတော့ဖြစ်နေတော့ဒါပစ္စုပန်လို့ပဲခေါ်ရတယ်အဲ့ဒါတန်တိပစ္စုပန်အတ္တပစ္စုပ္ပန်ဆိုတာကတော့ဘဝနဲ့စသည်တဘဝလုံးနဲ့စသည်ဟာအဲအတ္တပစ္စုပ္ပန်လို့ခေါ်ပါတယ် အဲဒီမှာအာရတိစုပ္ပံကိုဟောတယ်တဲ့ဒါပဲလေဝိပဿနာရှုတဲ့အခါတော့အာရတိစုပ္ပံရှုလို့တော့မဖြစ်ဘူးအာရတိစုပ္ပံကတော့ဈေးကမြင်မှုတာတွေပြန်စဉ်းစားရင်အဲဆွဲပြီးသားဖြစ်နေပြီဈေးကဟာဒီမြဲတဲ့နေချမ်းသာတဲ့နေပုဂ္ဂိုလ်သားတော်နေဆွဲပြီးသားဖြစ်နေပြီဒါကြောင့်မို့ဒီခုဘဝအတွင်းဈေးကတွေ့ရတာတွေပြန်ပြီးအခုမှအနိစ္စဒုက္ခအနာတ္တလို့ရှုနေလို့ဖြစ်တာမဟုတ်ဘူးဟုတ်လား ငယ်ငယ်တုန်းကအချင်းရလေးပြန်စဉ်းစားရတဲ့ဘာလေးအနိစ္စပဲဒုက္ခပဲအနာတ္တပဲစဉ်းစားနေပြီမြဲလို့မိမိစိတ်ထဲဆွဲနေတာဟိုတုန်းကလည်းငါရှိနေတာအခုလည်းရှိနေတာပဲလေဒီဆွဲကမပြောက်ဘူးဟုတ်လားမှန်ပါဘာဖြစ်လို့ဆွဲပြီးသားဖြစ်နေလို့ဘာနဲ့တူတယ်ဆိုလို့ရှိရင်ဗမာလူမျိုးတွေမှာငယ်ငယ်လေးကစပြီးတော့တဆေးဆိုတာကြောက်ရကြောက်စရာအနေနဲ့အပြိမှပြူထားကြတယ်လူကြီးတွေကလည်းနည်းနည်းခြောက်တာတတ်တယ်ဆိုငယ်ငယ်တုန်းကတော့သူအကျိုးမဲ့တွေမဖြစ်အောင်လို့ပေါ့လေကောင်းတယ်ထင်ပြီးတော့ခြောက်ပြူထားတတ်တယ် အဲ့ဒါနဲ့ငငယ်တွေကတဆေစွာကြောက်တယ်။ကြီးလာတော့စဉ်းစားကြည့်တော့ဆေစွာတကယ်တော့ကြောက်ရွံ့ကောင်းတာမဟုတ်ဘူး။တဆေစွာလူလောက်မှစွမ်းသာခြင်းမရှိပဲ။ဘာကြောက်ရွံ့ရှိမလဲ။ဘာမှလုံနေတာမဟုတ်ဘူး။ဘယ်လို၆တက်တယ်ဆိုပေမဲ့သူဘာမှမလုံနိုင်ဘူး။ဘာမှစွမ်းသာတယ်ရှိတာမဟုတ်ဘူး။အဲ့ဒါကိုနားလည်တဲ့အချင်းရွယ်ရောက်တဲ့ခါကာလကျတော့စဉ်းစားကြည့်ရင်ကြောက်ရွံ့တော့မရှိဘူး။ဒါပဲမဲ့လို့ငငယ်ကကြောက်ရရကောင်းတယ်လို့ဆွဲလာတဲ့ပုဂ္ဂိုလ်ကအမေအเจ้าမပြောက်ဘူးဟုတ်လားမှန်ပါဘုရုံးကလည်းဆွဲလာ ਉਹ ်ကြောက်စရာမကောင်းဘူးဆိုပေမဲ့လို့သူကကြောက်စရာတော့ဖြစ်နေသေးတာပဲကြက်ကြီးသူကအဲလိုပဲယုံနာတရားတွေအနိစ္စဒုက္ခအနာတ္တလို့ဒီလိုဆင်းခြင်းနေပေမဲ့လို့ရှိကမြဲတယ်နေချမ်းသာတယ်နေပုဂ္ဂိုလ်သားတို့အနေနဲ့ဆွဲလမ်းမိတာကိုအနိစ္စဒုက္ခအနာတ္တလို့နှလုံးသွင်းနေတယ်လို့ဝိပဿနာညာအစစ်မဖြစ်တော့ဘူးဆွဲလမ်းမိတာရင်ကြောက်တော့ဘူးရေးကြည့်တာကတော့တကယ်ဖြစ်စေတရားရှိမှဖြစ်တာဒါကြောင့်မို့မေဇုမန္နိသာယာနာမန္တတတတဝိပါဒတိ ိဿုပ္ပန္နံအကြောင်းကိုဆွဲရဖြစ်စေဖြစ်တော်ပိဿုပ္ပန်ဆိုအကြောင်းကိုဆွဲပြီးတော့ဖြစ်တယ်အခုခွန်ကြီးရွနေတဲ့အတန်တွေကရွရှင်တဲ့စိတ်ကြောင့်ရွရှင်တဲ့စိတ်အမိပြုပြီးတော့အတန်တွေအသေးသေးဖြစ်လာမို့လားဖြစ်လာပါဗျာအဲဒါအကြောင်းကိုဆွဲပြီးတော့ဖြစ်နေတာဟိုမှာလက်ကလေးလှုပ်လိုက်ရင်လှုပ်ရှင်တဲ့စိတ်ကြောင့်လှုပ်ရုပ်ကလေးတွေဖြစ်တယ်အဲဒါလို့ကျင်တဲ့စိတ်အကြောင်းကြောင့်သို့ရုပ်ကလေးတွေဖြစ်တာအကြောင်းရှိလို့အကျိုးလေးတွေဖြစ်တယ်အဲဒီတော့ ကြောင်းမိပြီးတော့အကျိုးလေးဖြစ်နေတာပစ္စုပ္ပန်ပဲဖြစ်စေပဲဖြစ်စေပစ္စုပ္ပန်ဒါမြဲတည်လာမှုဖြစ်ပြီးတော့ကြောက်သွားတာပဲပစ္စုပ္ပန်နာပစ္စုပ္ပန်ဉ္စရန္တမံတတတတဝိပါဒတိပစ္စုပ္ပန်နာပစ္စုပ္ပန်ဖြစ်သောဓမ္မဉ္စတရားကိုလည်းတတတတထိုထိုဖြစ်စေဖြစ်စေခဏ၌ဝိပါဒတိဝိပဒနာရှု၏ဟုသောအနိစ္စအစရှိသော အမြဲတမ်းချင်းရတော့ဖြင့်ရှိသည်အဲသစ္ဆုတ်ပံမြင်စေကြားစေနာမ်စေစားသည်စေတွေးထီစေသေကုစနာကြစီတဲ့ဒီဓွား၆ပါးကဖြစ်စေတရားတွေသစ္ဆုတ်ပံခေါ်တယ်အဲ့ဒီသစ္ဆုတ်ပံတရားတွေကိုသိအောင်ရှုပါလို့တဲ့အတိတ်တရားတွေကဆွဲလန်းပြီးသားဖြစ်နေပြီအဲ့ဓာတွေပြန်ရှုလို့လည်းအိဋ္ဌအနေနဲ့မထင်ဘူးမြဲတယ်နေပုဂ္ဂိုလ်တ attva အနေနဲ့ထင်နေတာပဲအခု မြင်စေကြရဲမှာဖြစ်ပေါ်လာတဲ့တရားတော်အမှန်တမ်းရှိရင်အမှန်တမ်းသိရဲ့အဲဒါကြောင့်ပိဿုပန်တရားကိုရှုရတဲ့ပိဿုပန်တရားကလည်းပဲအတ္တပိဿုပန်အနေနဲ့ပြောရင်တဘွာလုံးပိဿုပန်ခေါ်တယ်အဲဒီလိုတဘွာလုံးနဲ့ရှုလို့မဖြစ်ဘူးတဲ့တထထထထထဖြစ်စေခဏမှာရှုပါတဲ့မြင်တာဆိုရင်မြင်စေကြားတာဆိုရင်ကြားစေနာနာဆိုရင်နာစေအဲတွေ့ထိတာဆိုရင်တွေ့ထိစေစိတ်ကူးစမ်းကြံတာဆိုစိတ်ကူးစမ်းကြံစီစေသူဖြစ်စေဖြစ်စေဖြစ်ခိုက်ဖြစ်ခိုက်မှာရှုပါတဲ့ ဖြစ်ဆဲဆိုရင်လည်းဖြစ်နေတော့ရှုလို့တော့อืมဒီရုပ်တရားဆိုရင် ဖြစ်တယ်လို့လည်းရှိပါဒါပေမဲ့လို့စင်စစ်တော်ဖြစ်ပါဘူးနန္တရားတွေကြရင်မဖြစ်တာထင်ရှားပါရဲ့စိတ်တန်းစိတ်တန်းဟာစိတ်ကလေးတစ်ခုဖြစ်နေတော့ရှုတဲ့စိတ်ကတော့ဖြစ်နိုင်မှာဖြစ်ပါမလားဖြစ်နေပါပါဗျာမြင်တဲ့စိတ်ကြားတဲ့စိတ်စိတ်ကူးစနာကြံနေတဲ့စိတ်ဒါတွေကဓမ္မရာစိတ်တွေဖြစ်ဖြစ်ဆိုအဲဖြစ်ရောဖြစ်စဉ်ဓမ္မရာတရားတွေသူ့ဟာသူဖြစ်လာတယ် ဟောတရားထုတ်လို့ဖြစ်တာမဟုတ်ဘူးသူကသူဖြစ်နေတာအဲ့ဒါဓမ္မရာတရားတွေအဲ့ဒီဓမ္မရာစိတ်တွေကိုဒီကဝိပဿနာကနေပြီးတော့ရှုရမှာဘို့ရှုတော့ဝိပဿနာရှုတဲ့စိတ်ကဓမ္မရာဖြစ်တဲ့စိတ်ဖြစ်နေတော့ရှိမှမရှိသေးပဲသူပြောက်သွားတော့မှလိုက်ရှုရတာဟုတ်လားမှန်ပါဗျာအဲ့ဒါဘာထင်ကြတော့ဆိုလို့ရှိရင်ဇံရတဲ့ပုဂ္ဂိုလ်များဇံဝင်စားပြီးဇံစိတ်ကိုပြန်ပြီးဝိပဿနာရှုရတယ် ဲ့ဒါကတော့ပါဠိရောသက္ကတာဓာတ်ရိုက်ကိုရှိတာလေဟုတ်လားမှန်ပါဒါဘယ်သူမှညင်းပြန်မရှိဘူးဇံဝင်စားပြီးဇံစိတ်ဝိပဿနာရှုအဲ့ဒါပြဿုပ်ပါမယ်တဲ့မှန်ကတော့ဇံဝင်စားပြီးတော့ဇံဆုံးသောဒနာဝင်နေလဲကြပြီးတော့မှရှုတဲ့စိတ်ကနောက်မှဖြစ်လာတာတော်တော်တော်ဝေးပါလေဟုတ်လားမှန်ပါဒါပဲမယ်လို့အနည်းကတော့ပြဿုပ်ပါလို့ပဲခေါ်ရတယ်အဲ့ဒီတော့ရှုရတယ်တဲ့အဲ့ဒီလိုပဲခုသံမြရတဲ့ပုဂ္ဂိုလ်တွေလည်းမြင်ပြီးရင်မြင်တာရှုကြားပြီးရင်ကြားတာရှုစိတ်ကူးပြီးရင်စိတ်ကူးတာရှု အဲ့ဒါပိဿုပ္ပန်လို့ပဲခေါ်ရတယ်ဒါသုတ္တန်ကြီးကဒီတိုင်းပဲယောဂီတွေမှလည်းပဲပိဿုပ္ပန်ရှိစေရှိတယ်လို့ဒီလိုပဲထင်တာပဲအဲရှင်းပါတယ်သူကအဲ့ဒီပိဿုပ္ပန်တရားကိုလည်းဖြစ်စေဖြစ်စေမှရှိပါတဲ့ဖြစ်စေဖြစ်စေမရှိရင်ဘာဖြစ်တုံးဆိုမရှိရင်အလွယ်ပြီးရဲ့ဟုတ်လားမှန်ပါဗျာအဲ့ဒါလေးကတော့ဘုန်းကြီးကဒီစရာပြောမယ်ဆိုရင်ဝူးချီနဲ့ချပြောရတယ်ဟုတ်လား ဝိရိဆိုတာကတော့အစာတင်ထားတဲ့ဝိရမတင်ထားတဲ့ပုဂ္ဂိုလ်တွေမှသိတယ်။ဘင်းရဲ့ပုဂ္ဂိုလ်တွေတော့မသိဘူး။ဒါပေမဲ့ဘုရားပြရအောင်နည်းနည်းတော့ပြောဦးမှာပဲဟုတ်လား။မှန်ပါဗျာ။မြင်ခိုင်းမှာဘာတွေထင်ရှားတယ်လဲဆိုရင်မျက်စိထဲမှာအဆင်းရုပ်ထင်ရှားလာတာပေါ့။မျက်စိကမျက်စိကစကုပ္ပလာခေါ်တယ်။မှန်ပါ။စကုပ္ပလာပါဠိတော်မျက်စိကြည့်ရုပ်တယ်။အဆင်းရုပ်ကယူပါရုံနဲ့။အခုမှန်တယ်မှာအရေးကလေးတွေထင်တာရှိတယ်မို့လား။ရှင်းပါဗျာ။ အဘိဓိဋ္ဌိနဲ့မှန်မှန်ရှိရင်ရိတ်ကတော့ထင်းနေတာသူရှိတဲ့တဲ့လားတဲ့တဲ့ဟာတွေအကုန်လုံးထင်တာပဲအဲ့ဒီလိုပဲလူမျက်စိကြည့်ထဲမှာလည်းပဲတဲ့တဲ့ဟာတွေအကုန်ထင်တာပဲဟုတ်လားအင်းအဲ့ဒါမျက်စိထဲမှာအစိမ့်အိတ်ထင်လာတော့อืมစင်ကြီးနဲ့စိတ်ဖြစ်တယ်အဲစင်ကြီးနဲ့စိတ်မဖြစ်ခင်ကဗာစိတ်တွေဖြစ်နေတုံးဆိုရင်ဘဝစိတ်တွေခေါ်တယ်ပရိသေတွေကဖြစ်လာခဲ့တဲ့စိတ်တွေပဲရှင်းဘုရားသေကန်ကြီးကဆွဲလာခဲ့တဲ့ကံဒုံမို့ကာမနိမိတ်ဒုံမို့ဂတိနိမိတ် အဲ့ဒီအာယုံပြုပြီးပရိသေစိတ်ဖြစ်ခဲ့တယ်အဲ့ဒီစိတ်ကဆက်ကဆက်ကဖြစ်နေတာဘဝင်စိတ်တွေလို့ခေါ်တယ်ဘဝရစိတ်ပိုင်းနေတယ်အဲ့ဒီဘဝင်စိတ်တွေဖြစ်နေတဲ့ဆဲဆဲမှာမျိုးပြည့်ရဆင်းရဲထင်လာပြီဆိုရင်အဲဆင်းရဲတဲ့စိတ်ကလေးကနောက်ကဖြစ်လာတယ်ဘဝင်စိတ်ကရပ်သွားတယ်လူရင်းတော့ဘဝင်စိတ်ကနေဆင်းရဲတဲ့စိတ်ဖြစ်လာတဲ့သဘောပါပဲအဲဝင်စိတ်အကြောင်းပြုပြီးတော့ဖြစ်လာတယ်ဝင်စိတ်ကမရှိဘူးအဲ့ဒီခါမှာဆင်းရဲတဲ့စိတ်ဖြစ်လာတယ်ဆင်းရဲပြီးတော့မြင်သွားပြီမြင်တဲ့စိတ်ကဆက်ကွင်ဉ္စိတ်တယ်ပါဠိလိုခေါ်တယ်ဟုတ်လားမှန်ပါ မြင်တဲ့စိတ်ဖြစ်ပြီးတော့ဘာဖြစ်တော့ဆိုလက်ခံတဲ့စိတ်သံပရိဆိုင်လို့ခေါ်တယ်။မှန်ပါ။အဲဘဝင်စင်ရင်မြင်ပြီးရင်ထို့ပြင်လက်ခံတော့ဘုရားအဲဝိသိစိတ်ကလေးနဲ့နည်းနည်းသဘောပေါက်အောင်လို့ဒီဆောင်းမုတ်ကလေးနဲ့ပြောရတယ်ဟုတ်လား။မှန်ပါ။အဲဒါလေးဆွဲကြအောင်ဘဝင်စင်ရင်ဝိသိမြင်ပြီးရင်ထို့ပြင်လက်ခံတော့ဘုရားလက်ခံ ဝင်ဆင်းခြင်းဝင်ဆင်းခြင်းမြင်ပြီလေမြင်ပြီလေထို့ပြင်းလက်ခံလုံးထို့ပြင်းလက်ခံလုံးဝင်ဆင်းခြင်းဝင်ဆင်းခြင်းမြင်ပြီလေမြင်ပြီလေထို့ပြင်းလက်ခံလုံးထို့ပြင်းလက်ခံလုံးအစတုန်းကဝင်စိတ်တွေဝင်စိတ်ကအိပ်ပျော်နေတဲ့စိတ်မျိုးပဲဟုတ်လားမှန်ပါဗျာအိပ်ပျော်နေတဲ့အခါအိမ်မောကြနေတဲ့အခါဝင်စိတ်တွေဆက်ဖြစ်နေတာဘာမှမသိဘူးဒါပေမဲ့သူ့အယုံနဲ့ပြီးတော့ရှိတယ်ဟိုးရှိဘောကဒီကန်ကြီးက ဆွဲလန်းလာခဲ့တဲ့အာယုံကံဒုမုကမ္မနိမိဒုမုဂတိနိမိအဲ့ဒါကိုအဲ့ဒီအာယုံမဲ့ထခါထခါအာယုံပြုပြီးတော့ဝင်စိတ်တွေဖြင့်ဝင်စိတ်တစ်ခုပြောက်သွားနောက်စိတ်ဖြစ်ရှင်းစိတ်ပြောက်သွားနောက်စိတ်ဖြစ်ရှင်းစိတ်ပြောက်သွားနောက်စိတ်ဖြစ်ဝင်စိတ်တွေဆက်ကဆက်ကမပြတ်ဖြစ်ဘူးအဲ့ဒီအိပ်ပျော်နေတဲ့အခါဖြစ်သလိုပဲနိုးနေတဲ့အခါလည်းဒီဝင်စိတ်တွေဆိုတာကြားရကြားရဖြစ်နေတာပဲသူကလည်းရှိနေတာပဲအဲ့ဒီတည်းမှာဝင်စိတ်တွေကရှင်းနေတော့မျက်စိတွေအစင်းကြီးထင်လာပြီဆိုလို့ရှိရင် ဝင်စိတ်ကလှုပ်ရှားလာတယ်လှုပ်ရှားဆိုအားလေးပြည်လာအားလေးတက်လာတဲ့သဘောပေါ်တယ်ဘာပါလဲစဉ်းစားမလို့စဉ်းစားစိတ်ဖြစ်မလို့သူကအခြေခံဖြစ်လာဝင်စိတ်လှုပ်ရှားလှုပ်ရှားပြီးတော့ဝင်စိတ်စဉ်ပြတ်သွားတယ်အဲ့ဒီဝင်စိတ်နှစ်ကြိမ်ဖြစ်ပြီးတဲ့ခါကာလမှာနောက်ထပ်ဝင်စိတ်မဖြစ်ဘဲနဲ့စဉ်းရင်းနဲ့စိတ်ဖြစ်လာတယ်အဲ့တော့စဉ်းရင်းနဲ့စိတ်ကလည်းတခြားမဟုတ်အဲ့ဒီဝင်စိတ်ကနေပြီးတော့ဖြစ်လာတာလေစဉ်းရင်းနဲ့စိတ်ဖြစ်လာတယ်အဲ့ဒါကိုပါဠိလိုပြန်စထားတာဝေဆန်းဆိုပြီးတော့နာမည်ပေးတာ ငါးတော်ရမှာဆင်ရင်လဲစေတဲ့မျက်စီကမျက်စီနဲ့အဆင်တင်တဲ့ခါလဲဆင်ရင်လဲနားအပံကြားတဲ့ခါဆင်ရင်လဲနှာခေါင်းမှာအနန္တနဲ့ခါဆင်ရင်လဲလျာမှာအရသာပေါ်လာတဲ့ခါဆင်ရင်လဲကိုယ်မှာအတွေ့အထိပေါ်လာတဲ့ခါဆင်ရင်လဲဒီငါးခုမစ္ဆဒွါရငါးဒွါရငါးဌာနမှာဆင်ရင်လဲစေတဲ့ပစ္စဒါဝေဇန်းဆိုပြီးတော့ဇာပိကျမ်းကမြည်ပေးတာဘုန်းကြီးကတော့အနေရိပဲလေးတွေမှောက်ကိုရအောင်လားဘဝင်ဆင်ရင်နဲ့ဆင်ရင်နဲ့စိတ်ကြည့်ဖြစ်လာပြီးဘာပါလိမ့်ဆိုဆင်ရင် အဲဆင်ញင်ပြီးတာနဲ့သူကလည်းခဏတခဏချင်းပြောက်သွားတာပြောက်သွားတော့သူပြောက်သွားတဲ့နောက်လည်းစိတ်ကဆက်ဖြစ်ရသေးတာဟမ်ဇင်းနဲ့စိတ်ကဆက်ပြီးတော့ဖြစ်တဲ့သဘောပါပဲမြင်တဲ့စိတ်ကလေးဖြစ်လာပြီစက်ကွင်ကြီးစိတ်ခေါ်တယ်မြင်သွားပြီမြင်တဲ့စိတ်ကလေးကလည်းခဏချင်းပြောက်သွားပြီပြောက်သွားတော့နောက်ကအဲ့ဒီမြင်ရတဲ့ဆင်းလေးလက်ခံပြီးတော့စဉ်းစားတဲ့စိတ်သဘောပေါ်တယ်အဲ့ဒါလေးလက်ခံတဲ့စိတ်ကလေးဖြစ်လာပြီတဲ့သူသံသိဆိုင်ခေါ်တယ် အဲ့ဒါဘဝင်ဆင်ခြင်မြင်ပြီးလင်းထိုးပြင်းလက်ခံတော့ဘယ်နှစိတ်ရှိပါတော့ဘဝင်ဆင်ခြင်မြင်ပြီးလင်းထိုးပြင်းလက်ခံတော့ဘဝင်ရောပေါင်းယူမှလေးလေးခုလေးမျိုးပဲရှိတယ်နော်မှန်ပါဗျာအဲဘဝင်ကတော့ဒီမြင်လာမြင်လာနဲ့မဆိုင်ဘူးသူကတော့အလွတ်ပါတော့အိပ်ပျော်တဲ့စိတ်မျိုးအဲ့ဒါဆင်ခြင်မြင်ပြီးလင်းထိုးပြင်းလက်ခံတော့သုံးစိတ်ပဲရှိသေးတယ်ဟုတ်လားမှန်ပါအဲအဲ့ဒီဆင်ခြင်ပြီးတဲ့လက်ခံတဲ့စိတ်ကလေးဖြစ်ပြီးလက်ခံတဲ့စိတ်ကလေးအဖြစ်ပြောက်သွားတာလေ ရောက်သွားတော့ဗန္ဒီရဏလို့ခေါ်တဲ့စုံသားတဲ့စိတ်ကလေးဖြစ်လာတယ်။ဘာပါလိမ့်ဆိုတော့ဒီမှာစုံသားတာအကောင်းလားအဆိုးလားချစ်စရာလားမုန်းစရာလားကြီးညိုစရာလားအဲဒါစုံသားတဲ့စိတ်ကလေးဖြစ်လာတဲ့ဗန္ဒီရဏစိတ်။နောက်ချစ်စရာပဲမုန်းစရာပဲကြီးညိုစရာပဲအစသည်ဖြင့်ဆုံးဖြတ်တဲ့စိတ်ကလေးနောက်ပါလိုက်လာတယ်တဲ့ဟုတ်သောဝဋ္ဌဗနာဆိုပြီးတော့ပါဠိလိုဝဋ္ဌဗနာကနေဒီဝဋ္ဌဗနာဟုတ်သောဆိုပြီးတော့နာမည် မာလို့ပြန်ထားကြတယ်ပါဠိပါပဲအဲဒါဆုံးဖြတ်တဲ့စိတ်စုံစမ်းဆုံးဖြတ်တဲ့စုံစမ်းဆုံးဖြတ်ပြီးတော့ချစ်စရာကောင်းတယ်ဆိုချစ်တဲ့စိတ်တွေဆက်ဖြစ်တော့တာပေါ့မုန်းစရာကောင်းတယ်ဆိုမုန်းတဲ့စိတ်တွေဆက်ဖြစ်တာပေါ့စိတ်ဆိုးစရာကောင်းတယ်ဆိုစိတ်ဆိုးတဲ့စိတ်ဆက်ဖြစ်တာဟုတ်လားမှန်ပါညှို့စရာကောင်းတယ်ဆိုညှို့တဲ့စိတ်တွေဆက်ဖြစ်တာအဲစိတ်တွေတခါလဲအရှိန်နဲ့ပြင်းပြင်းထန်ထန်ဖြစ်လာတာတဲ့ဟိုရှိကဝင်ဆင်းရဲဆင်းရဲတဲ့စိတ်ကလည်းအားမရှိဘူးမြင်ရစားလည်းမြင်ရုံလေးဘာမှအားမရှိဘူး လက်ခံတယ်ဆိုရလဲအားမရှိဘူး။သံတေရဏဆုံးသားတယ်ဆိုရလဲအားရှိတာမဟုတ်ဘူး။ဘုံသောကလည်းဆုံးပြတယ်ဆိုတာသိအားရှိတာမဟုတ်ဘူး။သူကဆုံးပြလိုက်တဲ့အခါကျတော့မှအာယုံကိုအာယုံစီကိုအကျင့်ပြည့်သွားတယ်လို့ခါတယ်။သင်္နေညာညာဖြစ်လို့သူဇောဇဝနသင်္နေတဲ့စိတ်ကြီးအချိန်နဲ့အဟုန်နဲ့သင်္နေညာညာထက်တဲ့ပုံမှန်ဖြစ်တဲ့စိတ်ကြီးဇောစိတ်ကြီးခေါ်တယ်။အဲဒီဇောစိတ်ကဘယ်နှကျင်ဖြစ်တုံးဆိုဒီကျင်းနဲ့အားမရဘူးနှစ်ကျင်းနဲ့ဖြစ်တာနှစ်ကျင်းနဲ့အားမရဘူးသုံးကျင်းသုံးကျင်းနဲ့အားမရဘူးလေးကျင်း လေးကျင်ကြတော့အာအကောင်းဆုံးပဲလေးကျင်ကနောက်ကြတော့၅ကျင်ကြနည်းနည်းကျော့သွားပြီ၅ကျင်ကနောက်6ကျင်ကြလည်းကျော့သွားပြီ6ကျင်နဲ့နောက်9ကျင်ကြတော့အာကိုမရှိတော့ဖြစ်သွားပြီအဲဒါနောက်တစ်ခါဇောစိတ်မျိုးကိုဖြစ်နိုင်တော့ဘူးလေအဲဇောစိတ်ပတ်ကိုစုံစမ်းဆုံးဖြတ်ဇောစိတ်ကဇောစိတ်ကပတ်ဆိုတတ္တပေါ်တယ်ပါဠိတော်ဟုတ်လားဇောစိတ်က9ကျင်ဖြစ်တယ် အဲခုနှစ်ချိန်ဖြစ်ပြီးနောက်ဆုံးတော့ဇောမဖြစ်နိုင်တော့ဘူး။ဘာစိတ်ဖြစ်လာလဲဆိုရင်တရားယုံနဲ့ဇောဤအာယုံကိုဆက်ပြီးစဉ်းစားစိတ်ကလေးတရားယုံဆက်စိတ်ကလေးနဲ့ခုဖြစ်တယ်တဲ့ဟုတ်လား။မှန်ပါ။ဇောဆက်စိတ်ကလေးနဲ့ခုဖြစ်တယ်တခုမကဘူးသူကလည်းအရှင်ရင်းနဲ့ခုဖြစ်တယ်။နောက်ခုဖြစ်ပြီးတော့နောက်ဒုတိယချိန်ကျတော့အာသိမ့်နေသွားတော့နောက်ထပ်ဒီအာယုံအာယုံပြုတဲ့စိတ်ကုန်ဖြစ်နိုင်တော့ဘူးတဲ့အိပ်ပျော်သလိုပဲတခါအိမ်မောကြသလိုပဲဝင်ဖြစ်သွားပြီတဲ့ဟုတ်လား။မှန်ပါ။ဘုနိုးနေရာကဒုတိယစိတ်အားနေတဲ့ခါကျတော့အိပ်ပျော်သွားတယ်မို့လား။ဟမ်။ ပါပါနိုးနေတဲ့လူတွေအိတ်နေတဲ့ခါကာလမှာဟုတ်လားစိတ်ကအာနေသွားပြီဆိုရင်အိတ်ပြောသွားပြီဟုတ်လားမှန်ပါဗျာအဲ့ဒီလိုပဲအခုဇောနောက်ကရောင်ဆက်စိတ်ကလေးချင်းဖြစ်ပြီးတော့အာနေသွားတော့ဘဝင်ဆိုတာကြာတော့အိတ်ပြောတဲ့စိတ်မျိုးဖြစ်သွားပြီအခုလောလောဆယ်အာယုံအာယုံမပြူတော့ဘူးဝိရှိဘကဒီကနေ့ကဆွဲလာနေတဲ့အာယုံလေးရောက်သွားပြီအဲ့ဒီလိုဖြစ်တာအဲ့ဒါမြင်တဲ့ဝိသီမြင်မြင်သိဝိသီလေးဖြစ်ပုံလေဟုတ်လားမှန်ပါဗျာ အဲပထမအစဆိုရကြပါဦးဘဝင်းစင်ခြင်းဘဝင်းခြင်းမြင်ပြီးလင်မြင်ပြီးလင်ဟုတ်ပြင်လက်ခံတော့ဟုတ်ပြင်လက်ခံတော့စုံစမ်းဆုံးဖြာစုံစမ်းဆုံးဖြာသောစိတ်သာသောစိတ်သာမရတရာယောမရတရာယောစုံစမ်းဆုံးဖြာစုံစမ်းဆုံးဖြာသောစိတ်သာသောစိတ်သာမရတရာယောမရတရာယော ကံဆုံးဖြာသူကံဆုံးဖြာသောစိတ်သာသောစိတ်သာမရတရာယုံမရတရာယုံအဲဆုံးကံဆုံးဖြာပြီးတော့သောစိတ်တွေ9ခြင်းဖြစ်တယ်9ခြင်းဖြစ်ပြီးတော့တရားယုံ9ခြင်းဖြစ်တယ်အဲဒီကနောက်တော့ဝင်ကြပါလေအဲဒါတော့ဒီထဲမှာလင်္ကာရဲမထဲလောက်လို့ထဲမှာပါဝင်ကြပါလေတဝိသီပြီးသွားတယ်မြင်တဲ့ဝိသီပြီးသွားတယ်တတိပုဂ္ဂိုလ်ဒီနေရာချင်းမြင်တာတစိတ်ထဲအောင်မြင်ဟုတ်လားကိုယ်စိတ်ထဲပဲဟုတ်မယ်စိတ်တွေအများကြီး ာဆင်ញင်တဲ့စိတ်ဖြစ်လာပြီဝင်ဆင်ញင်မြင်ပြီးလည်းမြင်တဲ့စိတ်သက္ကုဉ္စိတ်ဖြစ်ပြီသက္ကုဉ္စိတ်ဖြစ်ပြီးတော့တန်တေဆိုင်လက်ခံတဲ့စိတ်ဖြစ်ပြီတန်တေရဏဆုံးမတဲ့စိတ်ဖြစ်ပြီဘုထောဆုံးပြတဲ့စိတ်ဖြစ်ပြီငါ့ကိုမို့လာကြမှန်ပါဗျာငါ့ကိုရှိသားတွေကဒါအာမရှိသေးဘူးစိတ်တွေကနောက်ဇောက9ကြိမ်နဲ့အာရှိတဲ့စိတ်တွေက9ကြိမ်ဖြစ်သွားပြီ9ကြိမ်နဲ့9ကြိမ်ဆိုတော့ဘယ်လောက်တော့9ကြိမ်ပါဗျာ ခုနှစ်ချိန်နဲ့90ဆိုတော့လေခုနှစ်ချိန်ပါဆယ်နှစ်ခုခုနဲ့90ပေါင်းဆယ်နှစ်အဲစိတ်ဆယ်နှစ်ချိန်ရှိသွားပြီနောက်ကတရားဝင်နှစ်ချိန်ကတခါဆက်ပြည့်သေးတယ်တဲ့လောက်ရှိသွားတယ်14ချိန်ပါအဲ14ချိန်အဲ့ဒါအများဆုံးညီတဲ့ခါကာလမှာစိတ်အများဆုံးအားကောင်းဆုံးအဲ့ဒီ14ချိန်ဖြစ်တယ်အားမကောင်းတဲ့ခါကျတရားဝင်မပါဘူးဇောရရတဲ့ခါကျဇောမှလည်းပဲ ခုနှစ်ကြိမ်တရားမဟုတ်ခိုင်းတဲ့၆ကြိမ်နေရတာလည်းရှိတယ်၅ကြိမ်နေရတာလည်းရှိတယ်အားနေတဲ့ကောင်ဟုတ်လားမှန်ပါဗျာအေးဒိဋ္ဌဟာဒိဋ္ဌနဲ့နေပါလေရှိအဲ့ဒါတော့ထားပါတယ်ဒီမှာအဲ့ဒီတော့ဖြစ်ပြီးတော့ဘဝင်ကြသွားအိပ်ပျော်သွားပြီတဲ့ဒါဘာနဲ့တူကြလဲဆိုရင်ကျန်းကန်ကြီးကဥပမာနဲ့ပြတာသိကောင်းတယ်လူတယောက်ဒီရဲ့ပင်အောင်မှာအိပ်နေတယ်ဒီအိပ်ညာအိပ်ပျော်နေတာပါဟုတ်လားမှန်ပါဒီရဲ့ကြီးကကျွေကြလာသူ့နားမှာဘုံနဲ့ကျွေကြလာပြီးနိုးသွားတယ်ဟုတ်လား မှန်ပါလို့သွားပြီးတော့နှုတ်ပြီးတော့ဘာပါလိမ့်ဆိုပြီးတော့ကြည်တာပေါ့တရားသီးမြင်ပြီးမြင်တော့တရားသီးကိုသူကောက်ယူတယ်ကောက်ယူပြီးတော့ဒါစားလို့ကောင်းမလားမှဲ့လားဘာလားလည်းနဲ့ပါလဲနှိပ်ကြည့်ပေါ့လေနန်းကြည့်อืมစားလို့ကောင်းတယ်လို့ဆုံးပြလိုက်ရင်စားတော့တာပဲတရားသီးစားပြီလို့တခါလဲတရားသီးလည်းစားပြီဘဝသွားပြီစားကြလည်းမရှိတော့ဘူးဆိုတော့အိတ်ချင်တာနဲ့ပြန် ပြီးတော့မှဲ့ပြီးတော့အိပ်ပြော်သွားပြီလေဟုတ်လားမှန်ပါအဲဒါဝိဓိဖြစ်ပုံကိုပြောတာသူက အဲခုနကအိပ်ပျော်နေတော့ပြည်ပြီးကျွေးလို့နိုးလာတယ်လို့ပဲဟုတ်လားမှန်ပါခုနကဘဝင်နေကြနေရနေမျက်စိထဲအဆင်းထင်လာတော့အဲ့ဒီအဆင်းကိုစင်ရင်သက်ဖြစ်လာတာဟုတ်လားမှန်ပါဘာပါလိမ့်စင်ရင်တော့ပဲဒီမှာလဲအတူတူပဲမြင်ရတဲ့အဆင်းဘာပါလိမ့်စင်ရင်အဲဟိုတင်မျက်စိထဲကြာလာတဲ့အဆင်းဘာပါလိမ့်စင်ရင်စင်ရင်ပြီးတော့မြင်သွားတယ်လို့ပဲပြည်ပြီးမြင်သွားပြီတရားသိမြင်တော့တရားသိကောက်ယူသေးတယ်လက်ခံရစိတ်ပေါ်တမ်းတိတ်ဆိုင်ဟုတ်လားဘုရင်စင်ရင်မြင်ပြီးလင်းထုတ်ပြလက်ခံတော့ အဲစုံစမ်းဆုံးပြအဲ့ဒီတရားသေးကောက်ယူပြီးတော့ခါလေလက်နဲ့ပါနဲ့နှိမ့်နှမ်းကြည့်အဲမှဲ့လားစားလို့ကောင်းမလားစုံစမ်းဆုံးပြစုံစမ်းတယ်စုံစမ်းပြီးတာနဲ့ဟာစားလို့ကောင်းတယ်ဆိုပြီးတော့ဆုံးပြလိုက်တော့ကိုစားတော့တာကိုဝါပြီးတော့ခါလေအဲ့ဒါဝါလူစားတာကဇောရီအချိန်နဲ့ဟုံနဲ့ဖြစ်တာလည်းတွေ့ရဇောဖြစ်တာလည်းတွေ့ရဇောဖြစ်ပြီးတော့လည်းအဲ့ဒီစားတဲ့အရာကလေးလည်းပြန်စဉ်းစားရင်းနဲ့အိပ်ပျော်သွားတာကိုဟုတ်လားမှန်ပါပြန်စဉ်းစားကတရားရုံနဲ့အိပ်ပျော်သွားတော့ဝင်ပြန်ကြသွားပြီတဲ့ အဲ့ဒီလိုဖြစ်တာတဲ့မြင်လို့ရှိရင်ကြားရင်လည်းဒီတိုင်းပဲဟုတ်လားမှန်ပါနားတဲ့အတန်ကြားကြားလာလို့ရှိရင်ဘာပါလဲရှင်ရင်လည်းရှင်ရင်လေးကဖြစ်ပြီးတော့နားကကြားသွားကြားပြီးရင်လက်ခံတဲ့စိတ်အဲပြီးတော့စုံစမ်းတဲ့စိတ်ဆုံးဖြတ်တဲ့စိတ်ဇောခုံးတဲ့ခြင်းတရားနဲ့ခြင်းဒါဖြစ်ဖြစ်နေတယ်ဟုတ်လားမှန်ပါအဲ့ဒါကတော့ဘုန်းကြီးကဘုန်းကြီးဘုန်းကြီးဟောပြောနေတဲ့ဝိပဿနာကျမ်းစာဥဒင်လည်းပဲရှင်းအောင်နေလည်းအများကြီးပါပါတယ်ဘုမကြခင်မကြခင်ကိုဖွဲ့မဲ့ မာလုကြပုဒ္ဒတော်ဆိုတာအနံကောင်းတယ်။ဘုရားဆိုလာပြေတော့ဆိုရင်ထွက်တော်မှာပါခုရိုက်တော့ဇာသာတွေတော့ပြီးပါပြီဇာဝချုပ်နေလဲဆိုညောင်းနေတာ။အဲဒီတည်းနဲ့ဒီလိုပဲဟိုဟိုသုတ်တာသိချတဲ့ရူပန်ဒိဋ္ဌောတတိမုဌာစကြီးကအစင်းမြင်ပြီးရင်မရှိမှတဲ့ပုဂ္ဂိုလ်မေ့သွားပြီ။မေ့သွားတာနှစ်သက်သာမှုတွေဖြစ်တယ်။ဟာမြင်ပြီးရင်အမှတ်ရတဲ့ပုဂ္ဂိုလ်ကနှစ်သက်သာမှုမဖြစ်ဘူးတဲ့သူက။အဲဒီလိုပြထားတာအနံသိချတဲ့တရားထုတ်ပုံနဲ့မနာကိုက်တယ်။ အဲဒီမှာတော့ဝိတိတွေပါလေချပြရတယ်ဘုသူဒ္ဓဖြစ်အောင်လို့ဝိတိချပြအဲမြင်ပြီးပြီးရင်အဲဒီဘဝင်ကြသွားလိုက်တဲ့အောင်မြင်တဲ့စိတ်ကပြီးသွားပြီအဲဒီအတွက်မှဘာပါတော့မြဲတဲ့အနေနဲ့စဉ်းစားတာပါလေတော့မပါသေးဘူးဟုတ်လားမှန်ပါအဲဒီမြင်ရတာကမြဲတယ်လို့လည်းမသိသေးဘူးချမ်းသာတယ်လည်းမသိသေးဘူးပုဂ္ဂိုလ်သားသွားလို့မသိသေးဘူးအဲလှပါပဲတင့်နေတယ်ဒီလိုလည်းမသိသေးဘူးပဲကြမှာပြီတော့ဆိုနောက်ဝီထီတွေကြမှာပြီတာနောက်အဲ့ဒီကနေပြီးတော့ဘုံရင်ကြပြီးပြန်စင်းစားကြတာကို မနောဓာဝတိခေါ်တယ်အဲမနောဓာဝတိကတော့ဒီဆင်ញင်ပြီးတော့ဇောခုနှစ်ကျင်ကြတရားနှစ်ကျင်ဒါပဲသူကတော့ဆင်ញင်ပြီးကဇောရတာอืมကြံရစိတ်ဖြစ်ဖို့နဲ့ကြံပြီးရစိတ်ဖြစ်တဲ့အခါမှာမနောဓာစိတ်ကုသတဲ့ဖြစ်တဲ့အခါမှာဆင်ញင်သားကအာဝိဇ္ဇံတခုဇောကတော့ခုနှစ်ခုခုနကတည်းကဆင်ញင်ပြီးကဇောတရားယုံကနှစ်ခုအဲဆင်ញင်နာက ပထမဆုံးစိတ်ကတခုဇောက9ခြင်းတင်ရှိသွားတယ်7ခြင်း7ခြင်းပါအဲစင်ငယ်စိတ်ကတစ်ခြင်းဇောက9ခြင်း7ခြင်းရှိသွားတယ်ဒါရယုံက2ခြင်းပဲနေရှိဆယ်ကြီး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 မရှိပါနဲ့အဲ့ဒီကြောင်နေချင်းပြီးရင်ခုနလိုပဲဝင်ကြတော့တာပဲဆင်ញင်တဲ့စိတ်စိတ်ကူးဆင်ញင်တဲ့အဲမှာလည်းစိတ်ကဆယ်ကြီးပဲဖြစ်တယ်သူကဟုတ်လားအဲအဲ့ဒီမြင်မိတာရဲ့ပြန်ပြီးဆင်ញင်တာဟုတ်လား မိမိကလည်းပြန်ဆင်ရင်တော့ပထမဆုံးကဆင်ရင်သက်စိတ်ဖြစ်တယ်တဲ့ဆင်ရင်ပြီးကဇောဇောခုနှစ်ခြင်းဖြစ်တယ်တဲ့နောက်တရားဝန်ခြင်းဖြစ်တယ်တဲ့အဲဒါပြန်ဆင်ရင်လည်းဉာဏ်တိဝိတိဖြစ်ပုံပဲတဲ့အဲဒါလေးလည်းဆိုရကြအောင်လို့ဆင်ရင်ပြီးကဇောတရားဉာဏ်ရာစိတ်ဖြစ်ပုံဆင်ရင်ပြီးကဇောတရားဇောတရား ပြန်ရာစိတ်ဖြစ်ပုံဆင်ခြင်ပြီးခါဘောရတာပြန်ရာစိတ်ဖြစ်ပုံအဲပထမဆုံးအဝိဇ္ဇံဘဝပြင်းပထမဆုံးပဲဆင်ခြင်တာပြင်စားထွားတာမှဆင်ခြင်တော့ငါးထွားရဆင်ခြင်တော့ပြင်စားထွားဝိဇ္ဇံခေါ်တယ်ဒီကြတော့မနောထွားဆင်ခြင်တော့မနောထွားဝိဇ္ဇံလို့ခေါ်ပါတယ်ကွာအဲဆင်ခြင်တာပါပဲသောကလည်းခုနကတည်းခုနှစ်ကြိမ်ပဲတရားရင်သွားလည်းခုနကတည်းနှစ်ကြိမ်ပဲဒါအများဆုံး အားနေတဲ့ခါကျတော့ဒါမှမပါဘူးဇောတင်ဆုံးသွားတယ်ဇောမှာလည်း9ကျင်းမဟုတ်ဘဲနဲ့6ကျင်းတို့5ကျင်းတို့ဘာလဲရှိတာပါပဲအဲဒီပြန်ဆင်ရင်တဲ့စိတ်ထဲမှာလည်းအေးမြဲတဲ့အနေနဲ့ပါကလားဆိုမပါသေးဘူးတဲ့ချမ်းသာတယ်ကောင်းတယ်လှပါတယ်ယောက်ျားပဲမိန်းမပဲဘယ်လိုပါကလားဘယ်လိုလဲမပါသေးဘူးတဲ့မြင်မြင်သိရောက်မြသဘောပဲမြင်ုံမြပဲမြင်ုံမြအစင်းသဘောပဲရှိသေးတယ်တဲ့ဟုတ်လားမှန်ပါဗျာအဲ့ဒါကြာမြင်ပြီးပြီးချင်းပထမ မြင့်သိဝိထီလေးဆုံးသွားတာနဲ့ရှုနိုင်လို့ရှိရင်လည်းပဲခဏမြဲတယ်နေချမ်းသာတယ်နေပုဂ္ဂိုလ်သတ္တဝါနေဆွဲလန်းတာတွေမဖြစ်ဘူးဟုတ်လားမြင့်နေပါအဲမဖြစ်အောင်လို့ခုရှုရတာမြင်ပြီးပြီးရှုကြားပြီးပြီးချင်းဒီလိုလုပ်ရတာလို့ဟာဟုတ်ပါအဲနောက်ကအဲဆက်လက်ပြီးစင်ရင်တဲ့စိတ်ကလည်းဖြစ်လာလို့ရှိရင်လည်းဆက်တဲ့စင်ရင်တဲ့စိတ်ကလေးတစ်ချိန်တဝိထီပေါ်တယ်အဲ့ဒီစိတ်ဆုံးတာနဲ့မြင်တာလေးပြန်မှားဘယ်လိုဆိုလို့ရှိရင်လဲမြဲတယ်နေချမ်းသာတယ်နေပုဂ္ဂိုလ်သားတော်နဲ့ဆွဲလန်းတာတွေမပါဘူး ပါတော့ပါအဲမပါဘူးအဲ့ဒီတော့မပါအောင်လို့မြင်ပြီးပြီးချင်းမှကြားပြီးပြီးချင်းမှဒီလိုဘုန်းကြီးတို့ညွှန်ကြားရတာဟုတ်လားမှန်ပါလားဒါတို့ဖရာဟောတာနဲ့လည်းအကြိုက်ပဲအထက်ကသားတွေအဘိဓမ္မာကပြထားတာတွေနဲ့အကြိုက်ပဲအကုန်လုံးအညီညွှန်စားချက်ချင်းချင်းမှဟုတ်လားမှန်ပါချက်ချင်းချင်းမှမရှိဘဲနဲ့ဟိုရှေးဟောင်းတွေမှာပြန်စင်းစားတော့အဲ့ဓာတွေကတော့မြဲတယ်နေလဲဆွဲပြီးပြီမြင်ကြတဲ့ကယောက်ျားပဲမိန်းမပဲဆိုတာဆွဲပြီးပြီဟုတ်လားမှန်ပါဟာယောက်ျားမဟုတ်မိန်းမမဟုတ်မမြဲဘူးအိဋ္ဌဒုက္ခအနတ္တဘယ်လိုဆိုနေနေလဲ ပြန်စဉ်းစားတဲ့အခါဘသူပဲဘယ်ပါပဲပေါ်ဘူးလားပေါ်ပါဗျာဒီတိုင်းပေါ်နေတာပဲဘယ်နဲ့မှလုံးလုံးမရဘူးဟုတ်လားမှန်ပါအခုမြင်ပြီးပြီးချင်းကြားပြီးပြီးချင်းချက်ချင်းချင်းရှုလို့ရှိရင်တော့အဲ့ဒီအာယုန်တွေကမပေါ်သေးဘူးဟုတ်လားမှန်ပါမပေါ်သေးတော့မြင်ပြီးပြောက်ကြားပြီးပြောက်ချက်ချင်းတကာတဲ့သဘောတရားမှန်နေပြီလားအဲ့ဒီလိုသိရအောင်လို့မြင်ပြီးဝိသီပြီးရင်လည်းရှုရမယ်ဒါမှမရှုနိုင်လို့ရှိရင်လည်းစဉ်းစားတဲ့ဝိသီပြီးရင်ရှုရမယ်ဒီနည်းဝိသီပဲဒီနည်းဝိသီအတွင်းမရှုနိုင်ဘူးနောက်တဲ့ဝိသီက စဉ်းစားစိတ်ပြားလာပြီဆိုရင်အဲ့ဒီဝိသေကြတော့ပြင်းညက်တွေရောက်သွားပြီဟုတ်လားမှန်ပါဗျာအဲယောက်ျားမိန်းမစားပြီးရောက်သွားပြီအဲ့ဒီကနောက်တော့ရှုဝင်မယ်လို့လဲဟောယောက်ျားမိန်းမဆွဲဆွဲလာနေတာရှိနေတဲ့ကိလေသာတွေဖြစ်တော့တာမတားနိုင်ဘူးဟုတ်လားမှန်ပါအဲ့ဒါကြောင့်ကိလေသာဖြစ်စေနိုင်တဲ့ပညာတိဝိသီတွေမရောက်ခင်မြင်ပြီးပြင် ကြားပြီးပြင်ရှုရမယ်ဒါလို့ဆိုလို့ရဟုတ်လားဒါကြောင့်ဒီမှာ ပစ္စုပန်နာပစ္စုပန်နေသောဓမင်းသာတရားကိုလည်းဒရဒရထိုးထိုးဖြစ်စေဖြစ်စေခဏခဏ၏ဉာဏ်ဝိပါဒတိအကျဉ်အနိစ္စနုပါဒနာသာရှိတော့ခုနပါဒနုပါဒနာတော့ဖြင့်ရှုခဲ့အဲမြင်ပြီးပြီးကြားပြီးပြီးချင်းပစ္စုပန်ပစ္စုပန်လို့ဖြစ်စေလို့ပဲဆိုရတယ်အဲ့ဒါချက်ချင်းချက်ချင်းရှုပါတဲ့ချက်ချင်းချက်ချင်းရှုလို့ဖြစ်ပြီးကြော ဖြစ်ပြီးကြော ဖြစ်ပြီးကြောအနိစ္စဒုက္ခအနာတာကိုယ်တိုင်တွေ့ရတာဟုတ်လား အဲဒီချုပ်ကစာသီးနဲ့ဟောဖြစ်ပြဖြစ်ပြဖြစ်ပြဆိုပြီးရှိနေတာရှိတယ်အဲ့ဒါကတော့ကုသိုလ်တော့ရပါတယ်ဒါပေမဲ့လို့တကယ်ဖြစ်ပြတာမတွေ့ပဲတကယ်ဖြစ်ပြတာမတွေ့တော့ဝိပဿနာညာအစ်စ်ဖြစ်တယ်လို့မဆိုနိုင်ဘူးဟုတ်လားမှန်ပါဘူးဘုန်းကြီးတို့နေရတာမဆိုနိုင်ဘူးသူတို့နေသူဆိုကျင်လဲဆိုပါဘုန်းကြီးတို့နေရတာကိုယ်တိုင်တွေ့မှာကိုယ်တိုင်မတွေ့ဘဲနဲ့စာတွေနဲ့သူများဟောတာနဲ့ယုံကြည်ပြီးတော့နှလုံးသွင်းနေတာတွေကပညာပြီးတယ်ဟုတ်လားမှန်ပါဘူးကိုယ်တိုင်ပြတာမဟုတ်ဘူးအခုတော့မြင်နေကြတိုင်းတွေကမှန် မှလို့ရှိရင်တော့မြင်ပြီးပြောကြားပြီးပြောကိုယ်တိုင်တွေ့တာဟုတ်လားအဲ့ဒါဟာစာရုပ်တည်းတည်းဟောတာမဟုတ်ဘူးခွန်ကြီးတို့ကကိုယ်တိုင်လည်းတွေ့ဘဝညွှန်ကြားတဲ့တတိယယောဂီတွေလည်းတွေ့ဒေချာတွေ့တာဟုတ်လားမှန်ပါဗျာအဲတတိယယောဂီတွေချို့ချို့အပြီးတွေသိကောင်းတာဟုတ်လားကြားတဲ့တန်ရှင်များကြားပြီးရင်ဖြင်းရင်အဲဒီကြားတဲ့အတန်စီကိုသွားတဲ့စိတ်ကလေးတွေရတယ် မဲစိတ်တစိတ်တည်းမဟုတ်ဘူးအများကြီးဟုတ်လားအဲ့ဒါတွေကိုထူးခြားသိတဲ့ပုဂ္ဂိုလ်တွေရှိတယ်ကြားလိုက်ကြောက်လိုက်ကြားလိုက်ကြောက်လိုက်ကြားလိုက်ကြောက်လိုက်တို့ကအများကြီးတို့ကတို့တူပဲမြင်ရမှာလဲမြင်လိုက်ကြောက်လိုက်မြင်လိုက်ကြောက်လိုက်အများကြီးကိုယ်ထဲမှာနာကျင်ကြိုက်ခဲတာတွေမှလို့ရှိရင်လည်းနာရင်နာတယ်နာတယ်အစတော့လည်းပဲနာမပြောက်ပါဘူးနာဝိပဿနာညာရင့်တန်တဲ့ခါကျတော့နာလိုက်ကြောက်လိုက် နာလိုက်ကြောက်လိုက်ပဲအာတခါပြီးလိုက်နာတော့ပြောက်သွားတခါပြီးလိုက်နာတော့ပြောက်ရှေ့ရနာနေတော့နာဆက်ရမဟုတ်ဘူးဟုတ်လားမှန်ပါဗျာ ဗတိပုဂ္ဂိုလ်ရင်တော့နားနေတာဟာအကြကြီးဒနာကြီးလုံးလုံးနားနေတယ်တနေ့လုံးလည်းနားနေတယ်ဒီလိုထင်ရတာပေါ့ဟုတ်လားမှန်ပါဗျာအဲ့ဒီလိုမဟုတ်ဘူးသူကရှင်မရေမှရင်မှရင်နဲ့နားလိုက်ကြောက်လိုက်နားလိုက်ကြောက်လိုက်နားလိုက်ကြောက်လိုက်အပိုင်းပိုင်းတွေပြပြီးတော့ထင်နေတာအဲ့ဒီတော့အဲ့ဒီလိုပေါ်ပြီးကြောက်တာပြရလို့ရှိရင်မြဲတယ်လို့ထင်မအောင်မလားမမြဲပါဗျာအဲမမြဲဘူးပြရတာပေါ့ဘာလဲဦးမာတူတဲ့ဆိုရင် ဝိသုပါရဝါအကာသေးဥပိ္ပဇံဒီဝိယံဒီစသင်္ခါရသင်္ခါရသဘောတရားတို့သည်အာကာသေးကောင်းငယ်၌ဝိသုပါရဝါဆရာယံလက်တဲ့ခဲ့သောဥပိ္ပဇံဒီစအသစ်တည်းလဲဖြစ်ပေါ်ကြကုန်၏ဝိယံဒီစဖြစ်ပြီးလည်းချက်ချင်းပြောက်ွယ်၍သွားကြလေကုန်၏ဒါကမာနိရတပြထားတယ်ဟုတ်လားမှန်ပါ လျှက်ရောက်များလိုပဲလျှက်ရောက်ဆိုတာလူတိုင်းတည်းမြင်မှုတာပဲမဟုတ်လားမြင်မှုပါဗျာလျှက်ရောက်လေးဟာမပေါ်ခင်ကမလက်ခင်ကရှိရလားမရှိပါဘူးဗျာဟောလက်နေတော့ရှိတာလက်ပြီးတော့လည်းရှိသေးရဲ့လားမရှိပါဘူးဗျာအဲ့ဒီလျှက်ရောက်လေးမြဲတယ်လို့ဆိုနိုင်မှာမလားမဆိုနိုင်ပါဘူးဗျာအဲ့ဒီလိုပဲမိမိတို့သာသာဖြစ်နေတဲ့ရုံဏတွေကမရှိလို့လားအမြဲတည်းနဲ့ထင်တာဘယ်မှမမြဲတာရှိဘူးဟုတ်လားမှန်ပါဗျာဘုသနာငါသုသနာငါရော ခဏမစက်ကြည့်ပြနေလားအဲ့ဒါတွေမရှိနိုင်လို့ရှိနိုင်လို့ဝိပဿနာဉာဏ်ရှင်းတန်းလာတဲ့အခါကာလကျတော့ဘယ်မှမြင့်တည်လာမှမဟုတ်ဆက်ချင်းပြောက်သွားတာပဲအဲ့ဒီရှုစရာအာယုံသာမဟုတ်ဘူးရှုပြီးတဲ့စိတ်ကလေးကလည်းပြီးတဲ့ကြောလဲပြီးတဲ့ကြောလဲပြီးပြီးဆက်ချင်းပြောက်နေတာဟုတ်လားမှန်ပါဗျာအမှန်တန်ကောင်းတယ်ဘင်္ဂဉဏ်ကျတော့ဘင်္ဂဉဏ်ဖြစ်ပုံကိုဒီပဋိသမီတာမဲ့လို့ဝိသုရိမဲ့တို့ကပြရတာအဆင်းကိုမှလို့ရှိရင်အဆင်းရဲ့ကလေးတစ်ခင်ဆက်ချင်းပြောက်သွားတာတဲ့ အစင်းရုပ်လည်းပျောက်သွားတယ်လို့ပဲပြီးတဲ့စိတ်ကလေးလည်းချက်ချင်းနောက်ကနေပြီးတော့ပျောက်သွားတာတဲ့ဟုတ်လားအဲပြီးစရာအာယုံနဲ့ပြီးတာအတွဲလိုက်တွဲလိုက်ခါချက်ချင်းပျောက်သွားတာဂျုတ်ကိုကိုကြတော့အဲ့ဒီပြီးစရာအာယုံပြီးတဲ့စိတ်ကလေးတစ်ချိန်မဟုတ်ဘူးနောက်ထပ်ပြီးတာနောက်ထပ်ပြီးတာနှစ်ချိန်သုံးချိန်လည်းပျောက်သွားတာဒီတော့ဒီတိယတော့ပြီးတာဟုတ်လားတကယ်အားထုတ်ရင်တကယ်တွေ့တာမြတ်စွာဘုရားတရားတော်ကသန္တေဒီကောကျင့်ကြအာထုကမောရှာတွင်မြင်တဲ့မောရှာကိုယ်တိုင်တွင်မြင်နိုင်သောတရားတော်များပါပဲတကားတဲ့ ကိုယ်တိုင်ချင်းကိုယ်တိုင်တွေ့တာဟုတ်လားမှန်ပါဟာမှယူမပြန်ပြီဘုရားဟောတဲ့အတိုင်းသာကျင်းလို့ရှိရင်အဲအိစ္ဆရုက္ခနာတာတွေကိုယ်တိုင်ကြည့်တာပဲအဲဒါလေးတွေဆိုချင်တယ်မအောင်တော့ အန္တေတိကောအန္တေတိကောသင်္ချံအာထုကာသင်္ချံအာထုကာမောချကိုယ်တိုင်မောချကိုယ်တိုင်တွေ့မြင်နိုင်သောတွေ့မြင်နိုင်သောဘုရားတော်မြတ်ဗာရီတကားဘုရားတော်မြတ်ဗာရီတကားအန္တေတိကောအန္တေတိကောသင်္ချံအာထုကာသင်္ချံအာထုကာမောချကိုယ်တိုင်မောချကိုယ်တိုင်တွေ့မြင်နိုင်သောတွေ့မြင်နိုင်သောဘုရားတော်မြတ်ဗာရီတကားဘုရားတော်မြတ်ဗာရီတကား သာဏိတိကောသာဏိတိကောသင်္ကြန်အရုဘာသင်္ကြန်အရုဘာမောချကိုယ်တိုင်းမောချကိုယ်တိုင်းတွေ့မြင်နိုင်သောတွေ့မြင်နိုင်သောဘုရားတော်များဘာဝေဒကာဘုရားတော်များဘာဝေဒကာအဲမြတ်စွာဘုရားဟောတဲ့တရားကဘုရားဟောလို့ဘုရားကိုယူသေးတာနဲ့ မျက်စိမိတ်ပြီးယုံရတာမဟုတ်ဘူးဟုတ်လားအင်းပါဗျာဆရာသမားတွေကဟောလို့ဆရာသမားတွေအာနာပြီးတော့မျက်စိမိတ်ယုံရတာမဟုတ်ဘူးဟုတ်လားအင်းပါကိုယ်တိုင်တွေ့နိုင်တယ်တရားတဲ့ကိုယ်တိုင်တွေ့ကိုယ်တိုင်သိနိုင်တယ်တရားဘုရားသာသနာရှင်တို့ကဘာသာတရားတွေရှိတယ်အဲ့ဒါတွေကတော့သူတို့ဘုရားသခင်ကဟောတယ်ဆိုပြီးတော့အဲ့ဒါလေးကိုမျက်စိမိတ်ယုံရတာပဲအဲဟုတ်မဟုတ်ပါမလားလဲမစင်းစားဘူးဟုတ်လားမှန်ပါဗျာစင်းစားလို့ရှိရင်ဘုရားပြမရာရောက်သွားမှာလို့ဘုရားက သူ့မယုံကလေးရှင်မလို့ရှိရင်ပြင်ပယ်ငရဲကိုသာဝရငရဲပြစ်ချတာလေသူစားမှန်ပါ၆ထားတာလေဟုတ်လားမှန်ပါဒါနဲ့စင်းကိုမစင်းစားဘူးသူစားအဲသိကြောက်နေရတာပဲမျက်စိမိတ်ပြီးတော့ယုံနေရဘုန်းကြီးရဲ့ဘုရားဘာသာတရားတွေလည်းမဟုတ်ပါဘူးကိုယ်တိုင်ကျင့်ရင်ကိုယ်တိုင်တွေ့တဲ့တရားတဲ့အဲဒါစာပြောမဟုတ်ဘူးတကယ်အားထုတ်တကယ်တွေ့တာဟုတ်လားမှန်ပါတကယ်တွေ့လို့ခွန်ကြီးတို့ဒီမှာယောဂီတွေတရားထုတ်တာတွေ အစတုန်းကနည်းနည်းပဲအခုတဖြည်းဖြည်းနဲ့သိမြားတယ်များတဲ့ခါကျရင်နေရာတော့ပေးပြန်မရှိအောင်များတာဟုတ်လားမှန်ပါဗျာဒါဘာဖြစ်လို့များလာတာလဲဆိုသူတို့ကိုယ်တိုင်တွေးလို့ဟုတ်လားမှန်ပါကိုယ်တိုင်တွေးတဲ့ပုံကိုယ်ကသူနဲ့ဆက်ရဆက်ရတယ်ပြောတာကိုပြောတော့သူတို့လည်းအာထုတ်ရှင်တဲ့စိတ်ဆန္ဒတွေဖြစ်လာတာပေါ့မှန်ပါအခုကဆန္ဒတွေဖြစ်တော့သူတို့လည်းအာထုတ်ကြသူတို့အာထုတ်တော့သူတို့တွေးတာပြန်တော့သူတို့ကလည်းပဲတခါသူများတွေကိုဒီလိုဒီလိုတွေးရဒီလိုဒီလိုကြည့်တယ်ပြောတော့ ဒီလိုတွေကလည်းအာထုတ်ခြင်းစိတ်တွေပေါ်ဒီလိုအာထုတ်တဲ့ပုဂ္ဂိုလ်တွေသူ့အတူများလာတာဟုတ်လားမှန်ပါဗျာဘုန်းကြီးတို့ကတရားဟောကောင်းလို့အဲဘုန်းကြီးတို့တရားဟောကောင်းလို့လူတွေများလာတာမဟုတ်ဘူးဟုတ်လားမှန်ပါတကယ်တရားထုတ်တဲ့ပုဂ္ဂိုလ်